စစ်ကောင်စီနဲ့ဘင်္ဂလားဒေ့ရှ်တန်တမာရေးတင်းမာနေပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်အစိုးရကမြန်မာနိုင်ငံဆိုင်ရာတမ်းမတ်မွန်နိုဝါဟိုစိန်နဲ့စစ်တမ်းမှုဗမှုချုပ် F-TET ဟော့စိန်တို့ကို ပြန်လည်ပြီးတော့ခေါ်ယူခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်က AA အာရခတ်တက်တော်နဲ့ဆက်သွယ်တာကိုစစ်ကောင်စီဘက်ကမကြိုက်တဲ့အကြောင်းကန့်ကွက်ခဲ့ပါတယ်။ဒါပေမဲ့ AA နဲ့ဆက်သွယ်မှုကလိုအပ်တဲ့အတွက်ဆက်သွယ်နေတာဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်ဘက်ကစစ်ကောင်စီကိုပြန်တုံ့ပြန်ပြီးတော့ကန့်ကွက်မှုကိုလည်းပယ်ချလိုက်တဲ့အတွက်တန်ကင်းတမန်ကင်း ြဿနာအထိဖြစ်လာတာပါ။အေအေနဲ့ဆက်သွယ်မှုကိုဘင်္ဂလားဒေ့ရှ်ကလူသစ်ရှင်ကြားထုတ်ပြန်ပြောဆိုထားတာဖြစ်ပြီးတော့စစ်ကောင်စီဘက်ကကန့်ကွက်တာကြောင့်ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့စစ်ကောင်စီတို့တင်းမာမှုတွေရှိလာတာဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရာမန်ကဆိုပါတယ်။ KNU ရဲ့တပ်မှ6နယ်မြေမြဝတီမြို့နယ်ဝေါ်လီမြိုင်ကနှစ်ပေါင်း30ကျော်ကြာအောင်စစ်ကောင်စီတပ်ဆွဲထားတဲ့ကနယ်လေးတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေကမနေ့ကမေလ28ရက်ညအုပ်ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNLA ကအတည်ပြုလိုက်ပါတယ်။မေလ28ရက်နေ့ကစတင် တိုက်ခတ်ခဲ့တာဖြစ်ပြီးတော့စစ်ကောင်စီဘက်ကလေကြောင်းနဲ့လက်နက်ကြီးပစ်ကူပေးခဲ့ပေမဲ့မေလ28ရက်ညအုပ်ပိုင်းမှာတိမ့်ပိုက်ရရှိသွားတာဖြစ်ပါတယ်။စကန်းကိုတိမ့်ပိုက်ရရှိချိန်မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ထွက်ပြေးလွတ်မြောက်သွားတာရှိပေမဲ့အရှင်ဖမ်းမိထားသူတွေလည်းရှိနေတယ်လို့ဆိုပါတယ်။အဲ့ဒီကနလီစကန်းဟာစစ်ကောင်စီရဲ့တီးပိုးပွဲစကန်းအတွက်အရေးပါတဲ့ကာကင်းစကန်းတစ်ခုဖြစ်ပြီးတော့နေဆက်ကုံတွေရေးလုပ်ငန်းတွေအတွက်ငွေကြေးကောက်ခံရရှိနေတဲ့စကန်းတစ်ခုလည်းဖြစ်ပါတယ်။ KNU ဟာဒီနှစ် မတ်လကလေးကကေပီနယ်ကထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာရှိနေတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကိုဇက်တိုက်တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရိတပြည်နယ်ကမ်းလွန်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေဖိအားနဲ့ရပ်ဝန်းကနေပြီးတော့ဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းကိုပုံမိုပြီးတော့အားကောင်းတဲ့မုန်တိုင်းငယ်အဖြစ်နဲ့ရောက်ရှိခဲ့ပါတယ်။အဲ့ဒီမုန်တိုင်းငယ်ဟာစစ်တွေမျိုးရဲ့အနောက်အနောက်မြောက်ဖက်ရေမိုင်း 255လောက်အကွာပင်လယ်ပြင်ကိုဗိုးပြုတ်နေပြီးတော့အမြင့်ဆုံးလေတိုက်နှုတ်တနအီကိုမိုင်30ကနေပြီးတော့35မိုင်အထိရှိနိုင်တယ်လို့ဒီကနေ့နေ့လယ်ပိုင်းမှာမိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနကထုတ်ပြန်ခဲ့ပါတယ်။လာမယ့်12နှစ်အတွက်မှာမုန်တိုင်းငယ်ဟာပိုအားကောင်းလာနိုင်ပြီးတော့အိန္ဒိယနိုင်ငံနောက်ဘင်္ဂလားပြည်နယ်ဘင်္ဂလားဒေ့ရှ်ကမ်းခြေတို့အကြားကနေပြီးတော့ဖက်ကျော်သွားနိုင်ပါတယ်။မုန်တိုင်းငယ်ဟာလက်ရှိမှာမြန်မာနိုင်ငံကိုဥတီရွေ့ရှားတာမျိုးမရှိသေးဘဲနဲ့အဝါရောင်အဆင့်သား ရှိသေးတယ်လို့လည်းဆိုပါရတယ်။အဲ့ဒီမုံတိုင်းငယ်ရဲ့အချိန်ကြောင့်ဒီကနေ့နေ့လယ်ကနေပြီးတော့ဇွန်လ၂ရက်နေ့အတွင်းမြန်မာနိုင်ငံနေရာအနှံ့အပြားမှာမိုးထစ်ကြုံရွာလိုက်ပြီးတော့တချို့ဒေသတွေမှာနေရာကွက်မိုးကြီးနိုင်ပါတယ်။မြဝကျွန်းပေါ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာမကြာခဏမိုးသက်လေပြင်းကြောက်ရောက်နိုင်ပြီးတော့လှိုင်းအမြင့်၁၄ဘေးကနေပြီးတော့၁၆ဘေးအထိရှိနိုင်ပြီးတော့လှိုင်းအလွန်ကြီးနိုင်ပါတယ်။ အခုလ28ရက်ကနေပြီးတော့25ရက်နေ့အထိတပတ်အတွင်းရန်ကုန်မှာ COVID-19 အတီးပြုတ်လူနာ6ဦးရှိတယ်လို့မြန်မာနိုင်ငံယောဂါကာကွယ်ထိန်းချုပ်ရေးဘူဌာနကလွန်ခဲ့တဲ့နှစ်ရက်ကထုတ်ပြန်ထားပါတယ်။အဲဒီချင်းထိုင်းနိုင်ငံမှာလည်းအခု2025ခုနှစ်9လတာကာလအတွင်းမှာကိုဗစ်ဖြစ်နေတဲ့လူနာပေါင်း3သိန်းကျော်အထိရှိပြီးတော့သေဆုံးသူက26ယောက်အထိရှိတယ်လို့ဖော်ပြထားပါတယ်။ဗမာပြည်မှာတော့ကိုဗစ်လူနာကြောင့်လူသေဆုံးတာတွေမရှိတော့တာအခုဆိုလို့ရှိရင်နှစ်နှစ်ကျော်ပြီလို့စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကဖော်ပြထားပါတယ်။ အခုလက်ရှိကိုဗစ်ယောဂါဟာကမ္ဘာတဝန်းမှာ အရင်ကလိုကာယယောဂါပုံစံနဲ့ကူးစက်နေတာမျိုးမဟုတ်ဖဲနဲ့ဒေတာတွင်းမှာ အမြင့်တက်ပြီးတော့ကူးစက်တဲ့ပုံစံအစ်ကိုပြောင်းလာနေတယ်လို့ဆိုရတယ်။2020ခုနှစ်ကစခဲ့တဲ့ COVID-19 ယောဂါဟာကမ္ဘာအနှံ့ခြေစပ်နေတာအခုဆိုလို့ရှိရင်9နှစ်ကျော်လာပါပြီ။ဗမာပြည်မှာတော့ COVID ကြောင့်လူပေါင်း2000နီးပါးအသက်ပေးခဲ့ရပါတယ်။ ြည်မမှာအလုတ်ထွက်လို့မဲ့ကျောင်းသူကျောင်းသား63ယောက်ခန့်ကိုအာရခတက်တော် AA ကဖမ်းဆီးပြီးတော့စစ်တပ်တန်းပို့ဆောင်ထားကြောင်းမိသားစုဝင်တွေစီကနေပြီးတော့သိရတယ်လို့ရခိုင်ပြည်နယ်ချင်းနိုင်ငံရေးဥဆောင်ကော်မတီကမေလ28ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်ဒီကျောင်းသား63ယောက်ဟာအသက်မပြေသေးတဲ့ချင်းလူငယ်တွေဖြစ်ပြီးတော့မိသားစုစားဝတ်နေရေးအတွက်ပြည်မအထွက်အလုပ်လုပ်ဖို့သွားကြရင်ကနေပြီးတော့ AA ကဖမ်းဆီးသွားတာဖြစ်တယ်လို့ထုတ်ပြန်ချက်ထက်မှာရေးသားထားပါတယ်တစ်တုံညာနှစ်ခွန်းဆက်စင်ရေးနဲ့အတူ ရခိုင်ပြည်မှာတကြောပြန်တိုက်ပွဲတွေဖြစ်လာပြီးတော့ရခိုင်ပြည်သူတွေအားလုံးပညာမသင်ကြနိုင်တာကျမကြီးလက်လန်းမှတ်မိတာအပါအဝင်အကြက်တဲတွေနဲ့ရင်ဆိုင်နေရတယ်လို့လည်းဖော်ပြထားပါဗျ။ဖန်စီခံထားရတဲ့လူငယ်တွေနဲ့ကျောင်းသူကျောင်းသားတွေကိုပြန်လွတ်ပေးဖို့အတွက်လည်းတိုက်တွန်းထားပါဗျ။မန္တလေးပြည်ကြီးတခုမြို့နယ်မှာနေထိုင်တဲ့ကိုအောင်ကျော်ဦးကိုစစ်တပ်က စစ်မှုထမ်းဖို့ခေါ်သွားပြီးတော့နှစ်ရက်ကြာမှာမိသားစုကိုအလောက်မဲ့ပြန်အပ်ခဲ့တယ်လို့ဆွေမျိုးအတိုင်းဝိုင်းကိုကိုးကားပြီးတော့ခစ်တစ်မီဒီယာကရေးသားထားပါတယ်။ကိုအောင်ကျော်ဦးဟာပြည်ကြီးတခုမြို့နယ်ငွေတော်ကြီးကုန်းရက်ကွက်80တလန်အမှတ်80မှာနေထိုင်တဲ့ဥတန်းငွေဒေါ်မိုခိုင်တို့ရဲ့သားဖြစ်ပါတယ်။သူ့ကိုမေလ26ရက်နေ့မှာစစ်တပ်နဲ့ပြူစောတီတနက်ကင်တွေကနေပြီးတော့ဖမ်းဆီးသွားတာဖြစ်ပြီးတော့မေလ26ရက်နေ့မှာလောင်းပြပို့ခဲ့တာဖြစ်ပါတယ်။ ခေါ်သွားတော့ကကျမရဲ့ကောင်းမွန်တဲ့လူကောင်းဖြစ်ပြီးတော့ပြန်ပို့တဲ့အချိန်မှာတော့နှိပ်ဆက်ညှဉ်းပန်းထားတဲ့ဒဏ်ရာတွေအပြည့်တဲ့အလောင်းဖြစ်နေပါတယ်။အလောင်းကိုတပ်ပုံရိုက်တာလိုင်းမော်တင်တာမျိုးမလုပ်ဖို့လဲချိန်ချောက်ဖိအားပေးထားပါတယ်။2024ခုမတ်လတုန်းကလည်းတိုက်ကြီးမျိုးကအသက်28နှစ်အရွယ်မွတ်စလင်လူငယ်ကိုကိုလက်ခေါ်အမန်နွတ်လာကိုစစ်မှုထမ်းခေါ်သွားပြီးတော့ညှဉ်းပန်းတပ်ဖြတ်ခဲ့မှုပါတယ်။ ဇဂိုင်းမြို့နယ်မြောက်ချမ်းရှိကင်းရွာကိုစစ်ကောင်စီစစ်ကြောင်းဝင်ရောက်ပြီးတော့မိရှို့သွားတဲ့အတွက်အိမ်၁၈လုံးပြာကျသွားခဲ့တယ်လို့ Wallet Information Network ကသတင်းထုတ်ပြန်ထားပါတယ်။မနေ့ကမေလ၂၈မှာစစ်ကောင်စီစစ်ကြောင်းငါနေပြီးတော့ဝင်ရောက်မိရှို့သွားတာဖြစ်ပါတယ်။စစ်ကောင်စီစစ်ကြောင်းဝင်လာတယ်လို့ကြားကြတဲ့ကရွာသားတွေကကြောက်လန့်တကြားထွက်ပြေးသွားကြတဲ့အတွက်လူသေဆုံးမှုသတင်းကိုတော့မကြားသိရပါဘူး။စစ်ကောင်စီတပ်ဟာဘာတိုက်ပွဲမှမရှိသလို PDF တွေကိုလည်းမတွေ့ဘဲနဲ့အကြောင်းမဲ့မိရှို့သွားတာဖြစ်ပါတယ်။မိရှို့ပြီးတဲ့နောက်ကင်းရွာရဲ့တောင်ဘက်ကိုစစ်ကြောင်းဆက်လက်ထွက်ခွာသွားပါတယ်။ရွာသားတွေကတော့ထွက်ပြေးတင်းရှောင်နေကြစေဖြစ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံညင်းပွားနေနေမိမှာမနေ့ကဖြစ်ပွားခဲ့တဲ့ပြစ်ခတ်မှုနဲ့ပတ်သက်ပြီးတော့ဒီနေ့ညနေမှာတစ်ဖက်ခေါင်းဆောင်တွေတွေ့ဆုံဆွေးနွေးကြဖို့စီစဉ်ထားကြောင်းနှစ်နိုင်ငံစလုံးကအတည်ပြုပြောကြားကြပါတယ်။ ထိုင်းကမ္ဘောဒီးယားအငင်းပွားမှုဟာနှစ်ပေါင်းတော်တော်ကြာတဲ့အထိမဖြစ်ရှင်းနိုင်တဲ့ပြဿနာဖြစ်ပြီးတော့မနေ့ကဗုဒ္ဓဟူးနေ့မှာတော့ပြစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီပြစ်ခတ်မှုကြောင့်ကမ္ဘောဒီးယားစစ်သားတရအောင်တက်ဆုံးရှုံးခဲ့ပါတယ်။နှစ်ဖက်စလုံးကပြစ်ခတ်မှုကိုသူတို့ဘက်ကစတာမဟုတ်ဘဲနဲ့တစ်ဖက်ကစတင်ကြောင်းပြောဆိုဆွဆွဲကြပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မန်နေကတိတ်ပြီးတော့စိတ်လုရှားမှုမရှိကြဘူး။ဒီကနေ့ဂျာလာပရီနေ့မှာကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံစစ်ပွဲဖြစ်မှာကိုလည်းသူမလိုလားဘူးလို့ဆိုပါတယ်။ ထိုင်းဝန်ကြီးချုပ်ပီထွန်ဒန်ရှင်နာဝတ်ကလည်းနှစ်ဖက်စလုံးကစေရေးထားပြီးတော့ဆွေးနွေးညှိနှိုင်းကြဖို့လိုတယ်လို့ဒီနေ့လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်ယူကရိန်းအမေရိကန်ရုရှားသုံးပွင့်ဆိုင်ဆွေးနွေးပွဲလုပ်ဖို့ယူကရိန်းသမ္မတဗိုလိုတီမီယာဇလန်စကီကအဆိုပြုလိုက်ပါတယ်။ခေါင်းဆောင်သုံးယောက်ဖြစ်ကြတဲ့ဗိုလိုတီမီယာဇလန်စကီ၊ဒေါ်နယ်ထရန့်၊ဗလာဒီမီယာပူတင်တို့တွေ့ဆုံဆွေးနွေးကြဖို့အဆိုပြုထားတာပါ။ ဒီလာဇန်းမိုင်းတုန်းကလည်းပူတင်နဲ့တူရကီနိုင်ငံမှာတွေ့ဆုံဆွေးနွေးဖို့ဇလန်စကီးကအဆိုပြုခဲ့သေးပေမဲ့ပူတင်ကပယ်ချခဲ့ပါတယ်။သူတို့နှစ်ဦးချင်းတွေ့ဆုံကြလို့ရှိရင်မဆွေးနွေးခင်မှာကျူတင်သဘောတူညီချက်တချို့ရဖို့လိုအပ်တယ်လို့ပူတင်ဘက်ကပြောခဲ့ပါတယ်။သမရဒေါ်နယ်ထရန့်ကတော့ဆက်ရဆေးစာချုပ်မချုပ်ဆိုနိုင်တဲ့အတွက်ယူကရိန်းရုရှားနှစ်ဖက်စလုံးရဲ့ခေါင်းဆောင်တွေကိုစိတ်ပြက်ကြောင်ထုတ်ဖော်ပြောဆိုအပြစ်တင်ခဲ့ပါတယ်။အခုလိုအပြစ်ရရေးအတွက်လေတံပြစ်နေကြတဲ့အချိန်မှာပဲစစ်ရေးအချိန်ကိုနှစ်ဖက်စလုံးကတိုးမြင့်နေပါတယ်။ ရုရှားဘက်ကတက်ခိုင်းမှုတွေတုံ့မြင့်ခဲ့တယ်လို့ယူကရိန်းဘက်ကလည်းမော်စကိုမြို့ထဲအထိဒရုန်းနဲ့တက်ခိုင်းမှုတွေပြုလုပ်နေပါတယ်ဘီလီယနာအီလွန်မတ်စ်ဟာအမေရိကန်အစိုးရဘက်ကနေပြီးတော့နှုတ်ထွက်တော့မယ်လို့တရားဝင်ကြေညာလိုက်ပါတယ်သူ့ရဲ့အထူးအစိုးရဝန်ထမ်းတက်တန်းလဲကုံစောတော့မှာဖြစ်တဲ့အတွက်အခုလိုနှုတ်ထွက်တာလို့ Twitter မှာသူကရေးသားထားပါတယ်အထူးအစိုးရဝန်ထမ်းတက်တန်းကုံဆုံးသွားတာမှန်ပေမဲ့တက်တန်းတိုးခွင့်ရှိပါတယ်ဒါပေမဲ့ သူကတတန်းတုံးမဲ့အစားနှုတ်ထွက်တော့မယ်လို့ကြေညာလိုက်တာဖြစ်ပါတယ်။ Elon Musk ဟာအစိုးရအသုံးစရိတ်အလေးအလွတ်မဖြစ်အောင်စရိတ်တွေစီစစ်ဖြတ်တောက်ဖို့တာဝန်ယူလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာ Elon Musk နဲ့ Donald Trump တို့ဆက်ဆံရေးဟာ ADA ဆက်ဖြစ်လာတယ်လို့အစိုးရအရာရှိတွေကဝေဖန်ကြပါတယ်။ဒီနေ့ကြာလပတေးညပိုင်းနောက်ဆုံးရသတင်းတွေကို TM Media ကနေပြီးတော့တင်ပြပေးတာဖြစ်ပါတယ်။